မိမတွေပတ်စံမလာမင်းယောက်ျားတွေအလှကြိုက်လားလို့မေးရတဲ့အတူတူပဲယောက်ျားလေးအလှကြိုက်လားဆိုလို့ရှင်တော့ကြိုက်တာပေါ့ကိတ်တဲ့ကောင်မလေးကြိုက်တယ်လှတဲ့ကောင်မလေးချောတဲ့ကောင်မလေးကြိုက်တယ်ဒါပေမဲ့လက်တွဲဖို့ဖြည့်ရွေးချယ်တဲ့အခါမှာလှတာချောတာကိတ်တာတခုပဲရွေးချယ်တာမဟုတ်ဘူးတခြားကြည့်ပြီးတော့ရွေးချယ်တဲ့အချက်လေးလည်းအများကြီးရှိတယ်မလားမင်းကလေးလည်းအဲ့လိုပဲပတ်စံမလာလို့မေးလို့ရှင်မတ်တယ်လူပဲပတ်စံမတ်တာပေါ့ဒါပေမဲ့လက်တွဲဖို့ဖြည့်ရွေးချယ်တဲ့အခါမှာတော့ပတ်စံတခုတည်းကိုပဲကြည့်ပြီးရွေးချယ်တာမဟုတ်ဘူးဘယ်အချက်လေးတို့ကြည့်ပြီးရွေးချယ်လဲဆိုတာကိုပြောပြမယ် နံပါတ်1ပထမဆုံးအချက်ကကြတော့တချို့ယောက်ျားလေးတွေကပတ်စံဘလောက်ပဲရှိရှိပတ်စံဘလောက်ပဲချမ်းသာချမ်းသာသူတို့ပဲပတ်စံရှိနေတာကို့ဘော်မှာဒါရာရာမျိုးမဟုတ်ဘူးဒါအောင်မင်းကလေးတွေကကောင်းကောင်းသိတယ်ပတ်စံချမ်းသာတဲ့သူတွေဆာလို့ရှိရင်ကို့ဘော်မှာဒါရာတဲ့သူမျိုးရွေးတာနောက်တစ်ချက်ကကြတော့ပတ်စံချမ်းသာတဲ့သူထက်တထိသားထက်ဆာလို့ရှိရင်ကိုကိုတိုင်ပတ်စံရှိအောင်လုပ်နိုင်တဲ့အရေးချင်းရှိတဲ့သူမျိုးရွေးတာနောက်ဆုံးအချက်ကကြတော့ပတ်စံချမ်းသာတဲ့အတိုင်းပတ်စံရှိနေတဲ့အတိုင်းပဲအချစ်တရားလည်းမှုလို့ပေါက်နေတဲ့သူမျိုးရှိတယ်။ဒါမျိုးတွေကိုမင်းကလေးတွေကမရွေးဘူး။ကို့တယောက်တည်းကိုပဲလုံလောက်တဲ့သူမျိုးကိုရွေးတာ။ မိန်းကလေးတွေကအဲ့လိုမျိုးပဲခုနပြပြတဲ့အချက်၃ချက်အပြင်တခြားကြည့်ပြီးတော့ရွေးချယ်တဲ့အချက်လေးလည်းရှိတယ်။တေချာတစ်ခုကတော့မိန်းကလေးတွေကပတ်စံတစ်ခုတည်းပဲကြည့်ပြီးရွေးချယ်တာမဟုတ်ဘူး။ကြွေစင်းစရာသဘောကျစရာအချက်တစ်ခုခုရှိလို့ရွေးတာ။ Hey, TV လား?